မန္တလေးတိုင်းဒေသကြီးကြောက်စဲမြို့ရွှေကူညီမိုးကိုဓမ္မရိပ်သာကြီးအတွင်း၌ခொနည်းရဲ့အဋ္ဌထံတင်နေဗံဝင်လန်းတရားစကံပွဲကြီးရဲ့နှစ်ရက်မြောက်သောနေ့ဤနေ့ဖို့၌တရားဝင်တရားအားထုတ်တော်မူကြကုန်သောဆရာတော်တန်ခါတော်အရှင်သူမြတ်အပေါင်းတို့နှင့်တိလရှင်ဆရာကြီးဆရာလေးများနှင့်ယောဂီအပေါင်းတို့ခေါင်းတို့အားမုန်းတဲ့အာဟာရဒါနတဏှဆွမ်းဖြင့် အမြတ်စခန်းကိုယောဂီပေါင်းသူတော်ကောင်းတို့နှင့်အတူတကွအလို့ရှင်အလို့မအပေါင်းတို့သည်လည်းတလန်းနိုင်မာစေခြင်းအကျိုးငှာသတိပညာဥစည်းပြီးသာသနာပြုနိုင်သောမိမိကိုယ်ကိုကယ်တင်နိုင်သောမိမိကိုယ်ကိုမိမိတန်တရာမိမိဒုက္ခကိုကောင်းစွာတည်ပြီးမိမိတို့ရဲ့ဒုက္ခချုပ်ရာကိုကူးခံနိုင်အောင် ကြိုးစားနိုင်တဲ့ယောဂီသူတော်စင်တွေဖြစ်ဖို့အတွက်စွမ်းတကားတကမ္မအပေါင်းတို့လှူဒန်းထားခြင်းပဲဖြစ်ပါတယ်။